ြင်းချင်းတဲ့နော်ဒါမျိုးပြောတော့ငါတို့တင်လိုက်တိုင်းနောက်တော့ပင်ပင်ပန်းပန်းတင်နေတာမင်းတို့မရဘူးလားလို့ကျွန်တော်တို့သွားတော့အချိန်တင်လိုက်လို့ရှိရင်ကလေးပါပြတ်နောက်အဲ့ဒီကပုံလေးဖြေတော့ကျသွားတော့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒါတွေအများကြီးစာပြေတင်ရခြင်းမှာဒါတွေအများကြီးလိုပါတယ်အခုမှများကိုချင်းမှုပြရမယ်ဒေါ်လာတာတင်လို့ရေးဟုတ်လားနော်ဒါတော့ဒီလိုမျိုးချင်းမှုပေးခြင်းကိုလူတိုင်းတိုက်တယ်ဆက်စပ်ဖို့လည်းတိုက်တာကျွန်မလည်းတိုက်တာ ော့ကလေးတွေကပို့တော့စိုက်သေးတယ်လူလောကကိုရောက်လာတာကြာသေးတယ်ဖြစ်နေတယ်ပေါ့လေเนาะဒါကြောင့်ကိုဆရာတို့ဆရာမတို့နေနဲ့တွင်တွင်ချင်းချင်းနဲ့အများနဲ့ဘာမှမဟုတ်တာနဲ့တော်လိုက်တာတော်လိုက်တာလို့နေချင်းချင်းနိုင်ရအလကားဖြစ်သွားတယ်သုံးကြကြပေါ့เนาะကျမတို့ဒီနေ့ကြကြချင်းချင်းနဲ့ဟိုလည်းမျိုးပါတယ်ညမရှင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်နောက်တစ်ခွက်နောက်တစ်ခွက်ကမြန်မာနေ့အခွက်

ေလာတော့ဒီနေ့နဲ့တော့ပြရမယ်ဆင်းသူတို့ကလည်းဆိုင်လောက်ချောင်းမလဲပြရမယ်သူတို့ချင်းချင်းလာဆီဆက်ပြရမယ်ကြောက်တော့သူတို့ကြက်ကြက်ပြန်လာသူတို့ပြရတယ်ကြက်ပြန်လာနေရမှာလား ေသူကပတ်ပြီးနေတာဩော်တိုင်းအော်ဟိုဘယ်လိုလဲအဲဒါနဲ့အဲဒီလိုလုပ်ဆောင်တဲ့ကြီးနဲ့ခံရအောင် nhau cô cô thì trên núi <laughs> đốt đó một dòng những đồ nhà này là ít em biết của năm hỏi จาเชงเป็นงั้นจะรู้จุดเด่นที่นี่อ่ะหากเราอยากมาสมัครเรียนเรียนตัวรู้อะไรเป็นทางคุณจะรู้ที่เจ้าอ่ะมีเชงก็อยากใช้ตอนเดียนท่านด้วยเวลาแต่ข้วมาไอ้หมอจเด่นนอกเที่ยวเลยต่อนเดียวถ้าเป็นหมอทำอะไาอยู่เนาะถ้าไม่รู้ก็จะ้ำมีอะไรตัวบาบาบุ๊กที่ตุ๊กเรียนเองที่อยากตัวมันมีชีวิตอย่างนี้เนี่ยเป็นงั้นตัวเย่อยู่เชงกูความเน้ยอ่ะไม่ต้องไม่อย่างไร

တင်ကြားပို့ချခြင်းမှာပြုသဘောစည်းကမ်းလေးတွေထည့်ခြင်းလားဟုတ်လားဗျာကျေးဇူးတင်ပါတယ်ဗျာဟုတ်ပါပြီအဲ့တော့စာပေတင်ကြားပို့ချခြင်းမှာလည်းဆရာမတို့ဘွဲကလေဒီသင်ခန်းစာကိုချိန်ညက်အောင်ဖတ်ထားမယ်ဆိုတဲ့ check လေးပါလာတယ်နဲ့ချိန်တတ်တယ်ပေါ့နော်တကယ်လိုအပ်တာနော်အဲတပည့်တော်တို့ဆိုမနေ့ကဆိုရင်တရုတ်ပြတဲ့ခါမှာစာအုပ်ကြီးတစ်ကိုင်နဲ့လည်းလုပ်တော့နော်ဆိုတော့ကိုကဒီဟာကိုခလိရင်မျိုးဘယ်လိုထည့်မလဲဘယ်လိုလုပ်ရမလဲဆိုတာကိုအရင်ကတွက်လာပြီးတော့ ို့လုံးဝတက်မှာပဲကလေးရဲ့တော့ပြန်မှုကြည့်ပြီးတော့စိတ်ဝင်စားတဲ့ကလေးစိတ်ဝင်စားတဲ့ကလေးအဲ့ဒါတော့လုံးဝမပြောနဲ့အချိန်မှာငါတရားတရားမဲ့ခိုင်းလို့ပြန်ကြည့်လိုက်ပြန်ဖတ်လိုက်ကလေးနဲ့ထင်းနဲ့တော့မှပတ်ချတယ်နေနေပါနော်ဒါတွေကအင်တမအရေးကြီးပါတယ်တော်ကများလည်းပြေဆုံးပါတယ်ပေါ့နော်အဲ့တော့စာပြေတေချာပေါ်ချခြင်းနဲ့ပတ်သက်လို့ကျွန်တော်တို့ကြည်လိုက်ရအောင်။ဒီကကျွန်တော်တို့ဒီပညာရှင်ဖွဲ့ရပြန်လာတော့ကလေးတွေသ